ဒူဝင်မြို့နယ်ရှမ်းမတွေရွာမှာမေလ9ရက်နေ့နေ့လယ်ပိုင်းကစစ်ကောက်စီတပ်ကပစ်တဲ့လက်နက်ကြီးကြီးနေအိမ်ပေါ်ကြားရောက်ပေါက်ကွဲလို့ကလေးတဦးသေဆုံးပြီးတဦးထဏ်ရာရခဲ့ပါတယ်ဒူဝဲမျိုးအဝေးအထွက်ဂိတ်ခုဖြစ်တဲ့ပေါက်တိုင်းတရာဆက်စီဂိမ်းမှာမနစ်မနက်စော်ပိုက်ကပြစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောက်စီတပ်ကရှမ်းမတွင်ရွာဘက်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာပါ အဲ့ဒီလိုပြစ်ခတ်တာကြောင့်စဲကျော်တက်ရွယ်ယောက်ျားလေးတယောက်ကြည်စားထိမှန်သိဆုံးပြီးအသက်၁၂နှစ်အောင်မိန်းကလေးတယောက်လည်းဒဏ်ရာရသွားတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါရယ်။ဒါအပြင်စစ်ကောက်စီတိုက်ရဲ့ချီလီဆက်ကြောင်းတစ်ကြောင်းကလည်းကြောက်ရွံ့ရွာကိုဖျက်ပြီးရှမတွင်ရွာဘက်ကိုဆက်ကြောင်းထိုးသွားတယ်လို့ဆိုပါရယ်။ပြစ်ခတ်မှုဖြစ်လို့စစ်ကောက်စီတပ်ကပိတ်ထားတဲ့ပေါက်တိုင်းတရာဂိတ်ကိုတော့မနေ့နေ့လည်းနှစ်နာရီခွဲလောက်မှပြန်လည်ဖျက်ဆီးခွဲပြုလိုက်တာပါ။